ပုတ်ယဟန်မင်းကြီးအဖြစ်ပထမဆုံးအကြိမ်ဦးဆောင်ခဲ့တဲ့ဝတ်ပြုဆုတောင်းမှုအစီအစဉ်မှာပုတ်လီယိုကမြန်မာဂါဇာကမ်းမြောင်ဒေသနဲ့ယူကရိန်းကစစ်ဘေးတင်ပြည်သူတွေကိုမေးရောမထားဖို့တိုက်တွန်းသွားခဲ့ပါတယ်။ Vatican မှာမေလ18ရက်နေ့ကဝတ်ပြုသူတွေနဲ့တွေ့ဆုံပြီးတဲ့နောက်ဆုတောင်းရမှာပုတ်ယဟန်မင်းကြီးကဖျားသခင်အပေါ်ယုံကြည်သက်ဝင်မှုရဲ့ကောင်းကျိုးချမ်းသာတွေကိုခံစားနေရသူတွေအနေနဲ့တစ်ဖက်မှာလည်းစစ်ပွဲတွေကြောင့်နေနာထိခိုက်နေရတဲ့ညီအကိုမောင်နှမတွေကိုမေးမထားဖို့လိုကြောင်းမိန့်ကြားသွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံဖွားအသက်69နှစ်အရွယ်ခရစ်ယာန်ယဟန်တော်ကမေလ၈ရက်နေ့မှာရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အထောက်အကောင်သာသနာပိုင်ချုပ်နေရာအတွက်ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်လို့သူ့ရဲ့စိုးရိမ်မှုကိုဖော်ပြခဲ့ရမှာတော့ပုတ်လီယိုကအာနာသိန်းစစ်တပ်ဟာလူသားချင်းစာနာမှုအတွက်အကြောင်းပြပြီးအပြစ်အခက်ရဆဲရေးကြေညာထားပေမဲ့အချိန်ချင်းချိုးဖောက်နေတယ်ဆိုတာကိုသူကြားသိမိကြောင်းအဲ့ဒီရန်လူကြမ်းတက်မှုတွေက အပြစ်မဲ့တဲ့အသက်တွေကိုဆုံးရှုံးစေကြောင်းထည့်သွင်းပြောကြားသွားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် စစ်ကောင်စီလေတပ်ရဲ့ဘုံကျဲမှုတွေကြောင့်မြန်မာနိုင်ငံရဲ့ဒေသတချို့မှာအရသာပြည်သူတွေသေဆုံးတဲ့ဖြစ်စဉ်ဇက်တိုက်ပေါ်ပေါက်ခဲ့ပါတယ်။ဒါ့အပြင်ပုတ်လီယိုဟာဂါဇာမှာရှိတဲ့ပါလက်စတိုင်းပြည်သူတွေနဲ့ယူကရိန်းနိုင်ငံကစစ်တမ်းခံပြည်သူတွေကြုံနေရတဲ့ဆင်းရဲဒုက္ခနဲ့နာကျင်မှုတွေကိုလည်းအလေးထားထောက်ပြသွားခဲ့တာပါ။ဗာတီကန်ရဲ့စိန့်ပီတာရင်ပြင်မှာကျင်းပခဲ့တဲ့ဝတ်ပြုမှုအစီအစဉ်ကို ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်နှစ်သိန်းလောက်စုဝေးတက်ရောက်ခဲ့ပါတယ်။ပုပ်လီယိုကကွယ်လွန်သူပုပ်ယဟန်မင်းကြီးဟောင်းပုပ်ဖရန်စစ်ရဲ့ဂုဏ်ကျေးဇူးတွေကိုလည်းချီးကျူးသွားခဲ့ပါတယ်ရှင်။